သိတ္တဆလူသက်ကားတွေအကြီးလွန်ရာနဲ့အိုက်ကားမှာပါတဲ့ဇက်ဝင်ကန်တိုင်းတတ်ဖြတ်ခဲ့တာဆိုပြီးဝင်ခံခဲ့တဲ့ဒီ beauty land hotel ရလူသက်တရခန်းဟာတာကီတာမြို့နယ်ခုနှစ်ရက်ကွာမှာရှိတဲ့အသက်18နှစ်အရွယ်ပဲရှိတဲ့ကောင်လေးတယောက်ပေါ့နော်တော်တော်အံ့ဩတုံ့လို့ကောင်းတယ်နော်18နှစ်အရွယ်ကလေးတယောက်အသက်18နှစ်ပဲရှိသေးတယ်အဲ့ဒီကောင်လေးကသူကမူရီဇီဝါတွေတုံးပြီးတော့ ဒီလူတက်ကားတွေစိတ်ကြစကားတွေအလောင်းဖြောက်တဲ့ကားတွေသူကနှင်းနှင်းချက်ချိုက်ကြည့်ရတာနေပြီးတော့ကန်ဆိုးကျင်တော့ဒီအသက်ခံရတဲ့ကောင်မလေးနဲ့သူနဲ့က Telegram မှာချိတ်ဆက်မိပြီးတော့ရီးစားတဘာဝသူ့ကိုလာတွေ့တာအဲ့ကောင်မလေးကပကိုးတိုင်းဒေသကြီးနှစ်တလင်းမြို့နယ်ကအသက်23နှစ်ပဲရှိသေးတဲ့ကောင်မလေးပေါ့နော်အတက်23နှစ်ပဲရှိသေးတယ်။ဒီကောင်မလေးကဒီကောင်လေးကိုလာတွေ့ဖို့အတွက်သူက Beauty Land Hotel မှာလာနေချီပြီးနေနေရပါတော့။သူတို့တမီးကြီးစားတွေဆိုတော့သွားလိုက်လာလိုက်သွားလိုက်လာလိုက်ပဲလုံနေကြရ။အဲ့ဒီအချိန်မှာဒီကောင်လေးက မူရစီဝါတွေတုံးပြီးတော့ तू အဲ့စိတ်တစကားတွေကြည်ပြီးတော့ဒီကောင်မလေးကိုလာချင်းတွေ့တဲ့အချိန်မှာအဲ့ဇက်ဝင်ခန်းနေတိုင်မယ် तू ကသူ့မျက်လုံးထဲမှာမြင်ပြီးတော့ဒီကောင်မလေးကိုတတ်ဖြတ်ခဲ့တာနော်အဲ့တတ်ဖြတ်ခဲ့တာကိုနောက်ထပ်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာဟာအဲ့ဒီအလောင်းဖြောက်အဲ့ဒီကောင်မလေးကို तू တတ်ပြီးတော့အပိုင်းပိုင်းအထစ်ထစ်ခုတ်ပြက်နေတဲ့အချိန်မှာဒါ तू တယောက်တည်းမနိုင်လို့ဆိုပြီးတော့သူ့ရဲ့ရီးစားကိုဖုံးဆက်ပြီးလှမ်းခေါ်ပြီးတော့ဒီအခန်းထဲမှာရှိတဲ့သွေးတွေကိုတန်ရှင်းကြီးလုပ်တယ်လို့ဒါ तू ထွက်ဆူထားရပါတော့ ကိုတခုစဉ်းစားမိတာလေဟိုကောင်မလေးနေရာစဉ်းစားကြည့်အောင်သူ့ရည်စားမူရည်စီဝါလည်းတုံးသေးတယ်နော်ရှင်းရှင်းပြောရင်နောက်ွယ်မှာလည်းဖောက်ပြန်သေးတယ်နော်တီကြားတဲ့လူတက်တာဟောပါ तू ကအလောင်းဝိုင်းဖြောက်ပေးတယ်ဆိုတော့ဒီကောင်လေးထက်ဒီကောင်မလေးကပူပြီးစိတ်တစဆန့်နေတယ်လို့ခံစားရတယ်နော်အခု तू ကကောင်လေးကလူတက်တဲ့တရားခံကောင်မလေးကကြာအလောင်းဖြောက်တဲ့နေရာမှာပါဝင်ပတ်သက်တယ်ဘူးတကယ်လို့ तू က ဒီကောင်လေးအလောင်းပြောင်းနေတာကိုတီးရဲ့သားနဲ့မပြောဘူးဆိုရင်သူတို့ကဒါပရမအောင်ဆုံးချင်းကျူးလို့နာမဟုတ်ဘူးကိုယ့်ရဲ့ဒါခမန်းချက်အရာပေါ့နော်တာမန်မင်းကလေးဆိုလို့ဒီလိုမျိုးယုတ်တိအမြင်ဝင်းတွေးလိုက်ရင်နှလုံးလေးပါကိုယ်လေးပါဆိုနှလုံးလေးပါရက်သွားမှာတကယ် तू ကအဲ့ဒါကိုနော် तू ပါအဲ့အမအိတ်အပြာလေးကိုထိပြီးတော့စိတ်စိမ်းပြေလက်ပြေနဲ့ तू ကအခန်းထဲမှာရှိရဲ့သွေးတွေကိုတုတ်ပြီးတော့တိတိချာချာလေးအဲ့ air con out ထိုးချားထဲမှာထားခဲ့ပြီးနေဆိုတော့ ကိုခမန်းချက်အရာဆိုသူတို့ကဒါပထမဦးဆုံးချင်းကျူးလွန်တာမဟုတ်နှစ်ယောက်လုံးဟာယူးသွနေလို့ပဲဖြစ်မယ်လောလောဆယ်လူတက်တရခံရောအလောင်းဖြောက်ပြီးရသူနှစ်ယောက်ကိုဖမ်းမိထားပုံနှစ်ယောက်လုံးကယောက်ျားလေးက18နဲ့မိန်းကလေးက20ဘာတွေဖြစ်ကုန်လဲမသိဘူးလောကကြီးလေနော်18နှစ်ဆိုတာကလေးတစ်ယောက်ပဲရှိသေးတယ်ဒီကလေးတစ်ယောက်ကလူတစ်ယောက်ကို ပိုင်းမအထစ်ထစ်ခုတ်ပြက်ပြီးသွေးအီအီနဲ့နှစ်ယောက်လုံးဟိုတယ်ရဲကနေ EC ပြန်ထွက်သွားတယ်ဆိုကြတဲ့နဲစကီတော့မဟုတ်တတိချာချာလေးကိုစုံစမ်းပြီးတော့ဒါပြစ်တံជីជីချတဲ့နဲ့ရှင်းရှင်းပြောရမှာကိုစိတ်ထဲအရာပြောရင်တော့တေးတံပေးတဲ့နယ်လို့ထင်တယ်